လောကကြီးမှာတချို့တချို့ကိစ္စတွေကလူသားတွေရဲ့တွေးခေါ်မှုအပြင်ဘက်ကို ရောက်ရှိပြီးဖြစ်ပေါ်နေတတ်ပါတယ်။လူတချို့ကတော့ဒီကိစ္စတွေကိုယုံကြည်ရှိကြမှာမဟုတ်ပါဘူး။ဒါရီအားလုံးအမှန်တရားဆိုတာကလည်းလွယ်ကူဖို့ခဲရှင်းလွန်ပါတယ်။ဒါရီထွက်ပေါ်ပြီးကြောက်တုံးနေကြတဲ့ကပန်းပင်တွေပေါက်လာတာကမှ ပုံမှန်ကန်ပါလိမ့်မယ်။ဒီနေ့တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကလည်းအခုလိုမျိုးထူးဆန်းလွန်ပါတယ်။ Sam ဂျွန်နဲ့သူရဲ့ညီမလေးလင်ဒါတို့ကအိမ်ရဲ့အနီးအနားမှာရှိတဲ့ပြပွဲတစ်ခုကိုသွားခဲ့ကြပါတယ်။ပွဲစည်တန်းကြီးကစီကားလွန်လာပါတယ်။သူတို့ပွဲစည်တန်းမှာရှောက်သွားရင်ရှောက်သွားနေရင်လူသူကင်းရှင်းနေတဲ့တနေရာကို ရောက်ရှိသွားကြပါတယ်။အရင်နေရာမှာဘယ်သူမှမရှိပါဘူး။အရှိတတဲမှာတဲတစ်ခုပဲရှိပါတယ်။တဲမှာတစ်ခုလည်းရေးသားထားပါသေးတယ်။အဲ့ဒါကတော့ဟွန်ဆိုးနဲ့မတွေ့ရတာကပဲကောင်းပါတယ်။ အဲ့ဒီတဲတွေကနေဂျိုကာရဲ့ကြောက်စရာကောင်းတဲ့အော်ဟီတန်တွေကိုလည်းကြားနေရပါတယ်။လင်ဂျာကတော့အဲ့ဒီတဲလေးကိုတွေ့ရနေတတော်လေးလန်းဖြန်နေခဲ့ပါတယ်။ဂျွန်ကိုရိုင်းကလည်းဒီတဲကိုတွေ့ရနေအနောက်ကိုခြေနှလန်းဆုပ်သွားခဲ့ရပါတယ်။ဒါပေမဲ့ဆမ်ကတော့သူတို့တွေနဲ့မတူပါဘူး။သူရဲ့ပုံစံကနည်းနည်းလေး꽌ပြားလုံးပါတယ်။သူကကိစ္စတိုင်းမှာသူ့ကိုယ်သူတတ်တည်ရှိကြောင်းဟီးရိုးဖြစ်ကြောင်းကြွားလုံးထုတ်ခြင်းတတဲ့သူပါ။ဒါကြောင့်သူကဂျွန်နဲ့လင်တာတို့နှစ်ယောက်လုံးကိုနောက်ပြောင်းလိုက်ပါတယ်။ နှစ်ယောက်လုံးကိုကဲရဲ့ပြီးနောက်မှာတော့သူကလည်းတဲလီရှိတဲ့နေရာကိုရှေ့ဆက်လျှောက်သွားလိုက်ပါတယ်။ဆမ်ကတော့တဲအိတ်လေးဘက်ကိုရှေ့ဆက်သွားနေခဲ့ပါတယ်။အပေါက်နာကိုဝင်တော့မဲ့အချိန်မှပဲခဝဝလူတယောက်ကရောင်စုံအင်းကြီးကိုဝစ်စင်ထားခဲ့ပြီးသူ့အရှိကနေပိတ်ရှက်လိုက်ပါတယ်။သူကတော့စလိတ်တောင်းနေတဲ့သူတယောက်ပါ။ဆမ်ကိုတွေ့လိုက်ရတာနဲ့ဒီလူကြီးကလည်းပြောခဲ့ပါတယ်။မကန်နဲ့တကားဘောက်ကိုရွေးချယ်လိုက်မယ်ဆိုလို့ရှင်တော့မင်းလိုမြောက်သွားလိမ့်မယ်ဒါမင်းအတွက်ကောင်းမွန်တဲ့ကိစ္စတစ်ခုပဲ။ မားတဲ့လမ်းကိုရွေးမိသွားလို့ကတော့မင်းဟွန်ဆုံနဲ့တွေ့ရလိမ့်မယ်။ပြောဆိုပြီးနောက်မှာတော့အရီလူကြီးကအတန်းအကျဲကြီးနဲ့အော်ရှိလိုက်ပါတယ်။အခုဆိုလို့ရှင်တော့ဆမ်ကိုရိုင်နောက်မှာဒီထူးဆန်းတဲ့လူကြီးနဲ့တွေ့ကြရတဲ့အခါမှာကြောက်စိတ်ဝင်လာခဲ့မိပါတယ်။ဒီလောက်ထူးဆန်းတဲ့လူကြီးကိုသူ့ဘဝမှာဘယ်တော့မှမတွေ့ခဲ့ဘူးပါဘူး။ဒါကြောင့်သူကလည်းအနောက်ကိုလှည့်ပြီးရတဲ့ John ကိုလိုက်ရှာလိုက်ပါတယ်။သူတဲအိလေးဘက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့အခုနထူးဆန်းတဲ့လူကြီးမရှိတော့ပါဘူး။နေရာကနေပျောက်ကွယ်သွားခဲ့ပါပြီ။ နောက်နေရောက်ရှိတော်ခဲ့တဲ့အခါမှာတော့ခလေးတောင်ရလုံကဂျော်နီရဲ့အိမ်ကိုသွားခဲ့ကြပြီးပွဲစီနဲ့ပတ်သက်တဲ့အကြောင်းအရာအချက်အလက်တွေကိုကိုကောင်းမှရှာကြည့်ခဲ့ကြပါတယ်။ဒီအချိန်မှာဂျွန်ကလည်းထူးဆန်းတဲ့သတင်းအချက်အလက်တခုကိုရှာဖွေမိသွားခဲ့ပါတယ်။ဒီအကြောင်းအရာတွေကိုဖတ်ကြည့်ခဲ့ပြီးတဲ့နောက်မှာတော့တောင်ရလုံလမ်းဖြန်တောင်းလုံသွားခဲ့ကြရပါတယ်။သတင်းထဲမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း90အရင်တုန်းကဟွန်ဆိုဆိုတဲ့ဂျိုကာတယောက်ကတော်တော်လေးနာမည်ကြီးခဲ့ပါတယ်။ သူကသူ့ရဲ့ပြောက်ကွက်တွေအားလုံးကိုလည်းဆလိတ်တောင်းနေရင်းနဲ့ပဲပြသခဲ့ပါရီတရမှာတော့သူ့ရဲ့ဆလိတ်ကြောင့်ပဲသူ့ရဲ့တဲတစ်ခုလုံးမီးလောင်ပြကြသွားခဲ့ရပါရီသူကိုယ်တိုင်လည်းအဲ့ဒီမီးထဲမှာပါသွားတဲ့အတွက်ကြောင့်မလို့ကွယ်လွန်တေဆုံးသွားခဲ့ရပါရီသူကွယ်လွန်သွားခဲ့ပြီးနှစ်ပေါင်းများစွာကြာမြင့်သွားခဲ့တဲ့အခါမှာတော့ပွဲစီကျင်းပတဲ့အခါတိုင်းမှာဟွန်ဇိုယောထူကြီးနဲ့လူတို့တွေကိုခြောက်လန့်လေးရှိပါရီ အားလုံးကိုချောက်လန်းဖို့အတွက်ဟွန်ဆိုရဲ့ရုပ်ထုကြီးကိုတမင်တသက်ထားခဲ့ကြတာပါ။ဒါပေမဲ့လူတွေကလက်ခံထားကြတာတခုရှိပါတယ်။အရာကရုပ်ထုတွေထဲမှာဟွန်ဆိုရဲ့ဝိညာဉ်ရှိနေတယ်ဆိုတာပါပဲ။ဂျွန်နဲ့လင်ဒါတို့နှစ်ယောက်လုံးကဒီသတင်းကိုဖတ်ပြီးသွားခဲ့တဲ့အခါမှာအရှမ်းကိုကြောက်ရွံ့သွားခဲ့ကြပါရဲ့။ဆမ်ကတော့ဒီသတင်းကိုဖတ်ရှုပ်ပြီးသွားခဲ့တဲ့အခါမှာအတန်အကျဲကြီးအော်ရီခဲ့ပါရဲ့။ဂျွန်နဲ့လင်ဒါတို့နှစ်ယောက်လုံးကြောက်ရွံ့နေတာကိုလည်းသူကလှောင်ပြောင်းခဲ့ပါရဲ့။ ဂျွန်ကတော့ဆမ်အခုလိုမျိုးရီမောနီယာကိုသဘောမချခဲ့ပါဘူးအဲ့ဒါကြောင့်ပဲအဲ့ဒီတဲလေးရဲ့ကိုတယောက်ထဲသွားဖို့အတွက်စိန်ခေါ်လိုက်ပါတယ်ဆမ်ကလည်းရီမောပြော့ရွှင်စွာနဲ့ဂျွန်ကိုပြောပါတယ်သူရဲ့စိန်ခေါ်မှုကိုလည်းလက်ခံခဲ့ပါတယ်သူကတဲအိမ်တွေကိုသွားမှဖြစ်တဲ့အပြင်ဟွန်ဆိုရဲ့ရုပ်ထုမှရှိတဲ့နှကောင်းကအနီရောင်အလုံးလေးကိုလည်းယူလာခဲ့မယ်လို့ပြောလိုက်ပါတယ်တကယ်လို့သူသားဒါကိုလုံနိုင်ခဲ့မယ်ဆိုရင်တော့ဂျွန်ကအဲ့ဒီနှကောင်းအလုံးလေးကိုနှကောင်းမှတက်ပြီးကြောင်းသွားရမှာပါ အဒီနေညမှာဆမ်ကတော့ပွဲစိတန်းမှာရှိတဲ့ကြောက်စီယာကောင်းတဲ့တဲအိနာသွားလိုက်ပါတယ်။သူတဲအိနဲ့ဝင်တော့မယ့်အချိန်မှာဆက်လိန်တောင်းနေတဲ့ရောင်စုံအင်းကြီးဝေထားတဲ့လူနဲ့ပြန်တွေ့ဆုံခဲ့ရပါတယ်။လက်မဝဲယူပြီးနောက်မှာတော့ဆမ်ကလည်းအထဲကိုဝင်သွားခဲ့ပါတယ်။အထဲမှာမှောင်မဲနေပါတယ်။ပထမဦးဆုံးထူဆန်းတဲ့မှန်ချက်တွေအများကြီးကိုတွေ့ခဲ့ရပါတယ်။ဒါရင်ဘဲကောင်းလည်းကြောက်စီယာကောင်းတဲ့ရုပ်ထုတွေအများကြီးလည်းရှိပါတယ်။ ဆမ်ကတော့စိတ်အားငယ်တတဲ့သူမဟုတ်ပါဘူး။ဒါကြောင့်သူကလည်းအေးအေးဆေးဆေးရှေ့ဆက်သွားလိုက်ပါတယ်။သွားနေရင်သွားနေရင်လည်းအခန်းလုံးတစ်ခုထဲသူရောက်ရှိသွားခဲ့ပါတယ်။ဒါကြောင့်သူကလည်းရှေ့ဆက်ဘဲကိုသွားရမလဲဆိုတာကြီးနေခဲ့ပါတယ်။သူအနောက်ကိုကြောမိလိုက်တဲ့အချိန်မှာပဲအနောက်ကနေရန်ကတကားတစ်ချက်လိုပွင့်သွားခဲ့ပြီးသူလည်းအထဲကိုပြုတ်ကျသွားပါရဲ့အခုဆိုရင်တော့ဆမ်ကထူဆန်းတဲ့အခန်းတစ်ခန်းထဲကိုရောက်ရှိသွားခဲ့တာပါဒီအခန်းထဲမှာတကားကြက်ပေါင်းများစွာရှိပြီးတကားတွေကလည်းစောင်းရွှဲနေပါရဲ့ တကားချက်တစ်ခုချင်းစီအပေါ်မှာလည်းနံပါတ်တွေရေးသားထားပါရည်။စမ်ဘာကိုမှနားမလည်နိုင်ခင်မှာပဲအခန်းထဲမှာရှိတဲ့စပီကာကနေအတန်းတစ်ခုထွက်လာခဲ့ပါရည်။မှန်ကန်တဲ့တကားချက်ကိုရွေးမယ်ဆိုလို့ရှင်တော့မင်းတတ်တာရရလိမ့်မယ်။မင်းလွတ်မြောက်သွားလိမ့်မယ်။မှားတဲ့တကားကိုရွေးမိမယ်ဆိုလို့ရှင်တော့ဟွန်ဇိုနဲ့တွေ့ရလိမ့်မယ်။စမ်ကလည်းနံပါတ်3တကားပေါက်ကိုရွေးချယ်ပြီးဖွင့်လိုက်ပါရည်။အဲဒီမှာအခန်းလုံးတစ်ခုသားရှိပါရည်။ဘာမှမရှိပါဘူး။ သူလည်းတတော်လေးစဉ်းစားပြီးတဲ့နောက်မှာတော့နံပါတ်9တကပေါက်ကိုဖွင့်ခဲ့ပါတယ်။သူလည်းဝမ်းသာပြောရွှင်သွားခဲ့ပါတယ်။ဒီကနေ့ဆိုလို့ရှင်တော့အပြင်ကိုထွက်ခွာသွားလို့ရမှာပါ။သူကဒီနေရာကနေထွက်ခွာသွားခြင်းခဲ့ပေမယ့်သူတငယ်ချင်းနဲ့စိန်ခေါ်ထားတဲ့စိန်ခေါ်ချက်ကိုလည်းပြည့်ကျင်ပါတယ်။ဒါကြောင့်သူကဟွန်ဇိုရဲ့ရုပ်ထိုးရှိတဲ့တကားချက်ကိုလိုက်ရှာခဲ့ပါတယ်။သူနံပါတ်9တကကိုဖွင့်လိုက်တဲ့အချိန်မှာပဲအเจ้าဆရာကောင်းတဲ့လူကြီးတယောက်အပြင်ကိုထွက်လာခဲ့ပါတယ်။ ဆမ်တသက်တချာကြည့်လိုက်တဲ့အချိန်မှာဒါကလူကြီးတယောက်မဟုတ်ပါဘူး။ဇလိန်တောင်းနေတဲ့ဂျိုကာရဲ့ရုပ်ထုကြီးပဲဖြစ်ပါတယ်။ခဏတော့သူလည်းအရန်ကိုလမ်းဖြန့်သွားခဲ့ပေမဲ့ဒါကရုပ်ထုတစ်ခုသာဖြစ်တယ်လို့သူဟာသူပြန်ရှင်းပြလိုက်ပါတယ်။ဒီနောက်ရုပ်ထုမှာရှိတဲ့အနည်းရောက်နှာခေါင်းလေးကိုယူလိုက်ပါတယ်။သူလည်းပျော်ရွှင်စွာနဲ့ဒါလေးကိုယူပြီးထွက်လာခဲ့လိုက်ပါတော့တယ်။ဆမ်ကလည်းအရင်နေ့ညနေခင်းမှာပဲအနည်းရောက်နှာခေါင်းလေးကိုယူပြီးဂျော်နီရဲ့အိမ်ကိုထွက်လာခဲ့ပါတယ်။ ပြီးတာနဲ့သူ့ကိုဝှက်ပေးပြီးရီမောလိုက်ပါတယ်။ဂျွန်ကလည်းဒေါသအရန်ထွက်ပြီးဒါလေးကိုယူလွှတ်ပြစ်ပြီးနောက်မှာတော့အိမ်ထဲပြေးဝင်သွားလိုက်ပါတယ်။သူလည်းနှာခေါင်းလေးကိုပြန်ရှာနေရင်းနဲ့အိမ်နောက်ဖွေးထီရောက်ရှိလာခဲ့ပါတယ်။ဒီအချိန်မှာတစုံတယောက်ကသူ့ကိုစောင်းကြည့်နေတယ်လို့ခံစားခဲ့ရပါတယ်။ဒီနောက်စလိတ်မီနန်ကိုလည်းတွေ့ရလိုက်ပါတယ်။ဆမ်ကလည်းဟိုဟိုဒီဒီလိုက်ကြည့်ခဲ့ပေမဲ့အနီးပတ်ဝန်းကျင်မှာဘယ်သူမှရှိမနေခဲ့ပါဘူး။ဆမ်ကလည်းချက်ချင်းပဲနှာခေါင်းလေးကိုယူပြီးနောက်မှာတော့အိမ်ကိုပြန်လာခဲ့လိုက်ပါတော့တယ်။ ဆမ်ရဲ့အမိကတော့အလောကိစ္စတစ်ခုရှိတဲ့အတွက်ကြောင့်မို့လို့အပြင်ကိုထွက်သွားခဲ့ပါတယ်။ဆမ်စားဖို့အတွက်ထမင်းဟင်းတွေအားလုံးချက်ပြုတ်ပြီးရေခဲတက်တာတွေမှာထည့်ထားပေးခဲ့ပါတယ်။ဆမ်ရေခဲတက်တာတွေကစားစရာတောက်စရာတွေကိုထုတ်ယူနေခဲ့တဲ့အချိန်မှာပဲသူ့အိမ်ရဲ့တကားမကြီးပိတ်သွားတဲ့အတန်ကိုကြားလိုက်ရပါတယ်။ဆမ်ကလည်းကြောက်လန့်သွားတဲ့အတွက်ကြောင့်မို့လို့တကားကိုတော့စစ်ဆေးကြည့်ခဲ့ပါတယ်။သူ့ဘာတစ်ခုမှမတွေ့ခဲ့ရပါဘူး။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့သူ့အိမ်ကတယ်လီဖုန်းမြည်လာခဲ့ပါတယ်။ ူဖုန်းကန်လိုက်တဲ့အချိန်မှာတော့တခြားသူမဟုတ်ပါဘူးသူတငယ်ချင်း John ဖြစ်နေခဲ့ပါတယ်။သူအခုနောက်တော့ကလောက်ခဲ့တဲ့အပြုတ်မှုအတွက်လည်း John က Sam ကိုတောင်းပန်လိုက်ပါတယ်။သူတို့စကားပြောနေခဲ့တဲ့အချိန်မှာပဲရုတ်တရက် line ကကြက်သွားပါတယ်။ Sam ကလည်းကြားထဲကနေထူးဆန်းတဲ့အတန်တန်ကြားလိုက်ရပါတယ်။အဲ့ဒါကတော့တစုံတယောက်ရဲ့အော်ရီတန်ပါပဲ။ဒီအတန်ကအရန်ကိုကြောက်စရာကောင်းတဲ့အတန်တစ်ခုပါ။တခြားတစ်ဖက်က ထွက်လာခဲ့တဲ့အတန်ကတော့သူပွဲစည်းရံတွေကတဲထဲမှာကြားခဲ့ရတဲ့အတန်နဲ့အတူတူပါပဲ။ ဒီအော်ယီတန်တဲ့ကိုကြားလိုက်ရတဲ့အခါမှာတော့ဆမ်တယောက်လက်ထဲကဖုန်းကိုလွှတ်ကြခဲ့မိပါတယ်။သူတငယ်ချင်းဂျွန်ကသူ့ကိုစားနောက်နေတယ်လို့လည်းသူထင်မှတ်သွားခဲ့ပါတယ်။ဒါကြောင့်သူကချက်ချင်းပဲဂျွန်ကိုဖုန်းပြန်ခေါ်ခဲ့ပါတယ်။ဒီတစ်ခေါက်မှလည်းဂျွန်ရဲ့အတန်ကိုမကြားရပါဘူး။ဒီတစ်ခေါက်မှလည်းဆမ်တယောက်ကြောက်စရာကောင်းတဲ့အော်ယီတန်ကြီးကိုသာကြားနေရပါတယ်။သူကလည်းကြောက်လန့်သွားတဲ့အတွက်ဖုန်းချက်ချင်းချလိုက်ပေမယ့်အော်ယီတန်ကြီးကိုတော့အခုချိန်ထိသူကြားနေရသေးပါပဲ။ တဖြည်းဖြည်းနဲ့အခုဆိုရင်တော့အတန်းကြီးကသူ့အိမ်တစ်ခုလုံးအနံ့ကြားနေခဲ့ရပါတယ်။ဆမ်တယောက်အရန်ကိုကြောင်ယုံကြောင်လှုံနေခဲ့ပါတယ်။အိမ်မှာသူတယောက်တည်းပဲရှိနေခဲ့ရပါ။ရောက်တရက်ပဲသူမိဖို့ကံပတ်ကြည်လိုက်မိတဲ့အချိန်မှာတော့မိဖို့ကံနေရန်ပေါ်မှာဟွန်ဇိုလိုရေးထားတာကိုတွေ့ခဲ့ရပါတယ်။သူ့ရဲ့အိမ်တအိမ်လုံးမှလည်းမိကိုငွေတွေထောင်းထောင်းထားနေခဲ့ပါတယ်။ဆမ်ကလည်းဘာကိုမှစဉ်းစားမနေတော့ဘဲနဲ့သူ့ရဲ့အိတ်ခမ်းထဲဝင်သွားလိုက်ပါတယ်။ပြီးတာနဲ့သူလည်းကတင်ပေါ်တက်ပြီးဆောင်ကိုလုံအောင်ခြုံထားခဲ့ပါတယ်။ ။စာမြင့်ပါဇက်ကနေပါအတန်အတန်မှထွက်ပေါ်မလာခဲ့ပါဘူး။အခန်းတစ်ခုလုံးကလည်းတိတ်ဆိတ်ငြိမ်သက်နေပါရဲ့။ဒီအချိန်မှာတစုံတစ်ယောက်ကစာမြင့်တကားကိုအရှိန်ပြင်းပြင်းလာထူရိုက်ခဲ့ပါရဲ့။တိတ်မကြခင်မှာတကားတစ်ချက်လုံးပြုတ်ထွက်သွားတော့မလို့ခံစားရစေပါရဲ့။အချိန်ခဏကြာသွားခဲ့တဲ့အခါမှာတော့တကားထူရိုက်တဲ့အတန်နဲ့အော်ဤတန်တွေကလုံးဝကိုရက်တန်သွားခဲ့ပြီးပဝင်းချင်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ရပြန်ပါရဲ့။ဆမ်လည်းအခုမှပဲအသက်ရှင်နိုင်သွားတော့ပါရဲ့။သူလည်းတိတ်တိတ်လေးထထွက်သွားခဲ့ပြီးတကားဖွဲလိုက်ပါရဲ့ အပြင်မှာဘယ်သူမှမရှိပါဘူး။ဇမ်တကားပြန်ပိတ်လိုက်တဲ့အခါမှာတော့လမ်းပြန်သွားပါတယ်။သူ့ရဲ့တကားမှာတတ်ထားတဲ့မှန်ကနေဟွန်ဇိုကိုတွေ့ခဲ့ရပါတယ်။ဇမ်ရဲ့အမေအိမ်ကိုပြန်လာခဲ့တဲ့အချိန်မှာတော့သူ့သားလေးနှကောင်ဂျိုးနီယာကိုတွေ့ခဲ့ရပါတယ်။ဇမ်ကိုအမြန်အောင်ဆေးရုံကို ခေါ်သွားပြပေးခဲ့ကြပါတယ်။စေယုံကိုအမြန်အောင်ရောက်သွားတဲ့အတွက်ကြောင့်မို့လို့သူနေပြန်ကောင်းချမ်းမာသွားခဲ့ပါရဲ့။ဒါပေမဲ့သူ့ရဲ့နှကောင်းပေါ်ကဒဏ်ရာကလည်းဘယ်တော့မှပျောက်ကင်းမှာမဟုတ်တော့တဲ့လိုမျို သူစိတ်ထဲကဟွန်ဇိုကိုကြောက်တဲ့ကြောက်စိတ်ကိုလည်းဘယ်သူမှထုတ်ပြစ်ပေးနိုင်မှာမဟုတ်တော့ပါဘူး။သူလည်းနောက်ဘယ်တော့မှဟီးရိုးကြီးလုပ်ပြီးတော့စမ်းတိုက်ရမှာမဟုတ်တော့ပါဘူး။သူတကယ်ကိုကြောက်လန့်သွားခဲ့ပါရဲ့။